Hello အားလုံးပဲမင်္ဂလာပါအတီနာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အတီနာကတဲကျဲကြောက်တဲ့ရင်တိတဲ့လက္ခဏာတွေနဲ့ပေါ့နော်တဲကျဲကြောက်တဲ့ရတဲ့အကြောင်းရင်းတွေကိုပြပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတဲကျဲကြောက်ဒါမပြောခင်မှာဆိုလို့ရှိရင်နော်တဲကျဲကြောက်တဲ့တယ်ဆိုတာဒါလဲပေါ့နော်အဲ့တော့ဒီတဲကျဲကြောက်တဲ့တယ်ဆိုတာကဒီတဲကျဲအိမ်မှာကြောက်လို့ကြောက်လေးဖြစ်သွားတာပေါ့ဒါမျိုးပြောတာပေါ့နော်အဲ့တော့တဲကျဲအိမ်ဆိုတာကဒါလဲပေါ့နော် ဘယ်နေရာမှာရှိတာလဲပေါ့နော်အဲ့တော့သဲစီအိတ်ဆိုတာကခန္ဓာကိုယ်ထဲမှာဒီအသေးအောက်ခြေမှာပေါ့နော်တစ်တော်ဒီပုံစံအိတ်ကလေးပေါ့နော်အဲ့ဒါလေးကိုသဲစီအိတ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအိတ်ကလေးမှာဒီအဲသဲစီရည်ဒီကကျလာတဲ့အခါမှာခဲလာတယ်เนาะတခုခုကြောက်ပေါ့เนาะမစင်းနိုင်တဲ့ကြောက်မှုလို့တို့အကြောင်းအရာတွေကြောက်အာကြောက်လေးဖြစ်သွားတယ်ပေါ့ဒါမျိုးပြောတာပေါ့เนาะအဲ့တော့ तू ကညာဘက်ရဲ့ဒီညာဘက်အောက်မှာရှိတာပေါ့เนาะအသေးအောက်ဘက်ရဲ့ဒီညာဘက်အောက်မှာရှိတယ်ပေါ့เนาะအဲ့ဒီခါကျတော့ဒီတဲကြီးကြောက်ကဆိုလို့ရှိရင်ဘယ်ရွယ်စားလို့ရှိနိုင်လဲ ပေါ့เนาะအဲ့တော့ဒီတဲကြီးကြောက်ကဆိုလို့ရှိရင်တင်းပုံတမုံအရွယ်စားကနေပြီးတော့เนาะအာခောက်ဒီလုံးထိခောက်ဒီလုံးအရွယ်စားထိကိုသူကရှိနိုင်တယ်ပေါ့เนาะအဲ့ဒီခါကျတော့အတချို့လူတွေမှာဆိုလို့ရှိရင်တဲသေးလေးတွေရှိပြီးတော့ချို့တွေမှာတဲသေးသေးသေးအများကြီးရှိတတ်တယ်ချို့တွေမှာတော့အကြီးကြီးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အရွယ်စားကကျတော့တယောက်နဲ့တယောက်ဖြစ်ပုံမျိုးမတူကြဘူးပေါ့နော်အဲ့တော့ဒီသေးကြီးကြောက်တဲ့တဲတာကဆိုလို့ရှိရင်နော်အာနှစ်အကြိမ်နေတဲ့အထိကိုတချို့လူတွေမှာဘာလက္ခဏာမှမပြဘူးပေါ့ နော်အာပြီးလို့ရှိရင်တချို့လူတွေကနှစ်ကြိုင်နေတဲ့အထိကိုဘာလက်ယောဂအာကြောက်ဖြစ်လို့ဖြစ်မှမသိပဲနဲ့နော်ဒီကြောက်တွေအများကြီးရှိတဲ့ချိန်ဒီကိုဘာလက်ယောဂလက္ခဏာဘာအာအနာကျင်မှုမှမရှိပဲနဲ့နေကြရပေါ့နော်အာအဲ့ဒီခါမှဆိုလို့ရှိရင်ဘယ်ချိန်မှသူတို့ကနာကျင်တာလဲပေါ့နော်အာအဲ့တော့အာသူ့မှာကနော်ဒီလက္ခဏာ၃ခုရှိတယ်ပေါ့နော်အာနံပါတ်၁ကဘာလဲဆိုလို့ရှိရင်ဒီတဲကြီးကြောက်ကလေးကနော်ဒီတဲကြီးပြုံကိုရောက်သွားတဲ့အခါမှဆိုလို့ရှိရင်စပြီးတော့နာလာတာပေါ့နော်အဲ့မှာမခံမရနိုင်အောင်နာမယ်ထိုးပြီး ာမယ်ပေါ့နော်အဲအဲ့လိုအခါမျိုးမှာဆိုလို့ရှိရင်လည်းသူတို့ကနာလာတယ်ပေါ့နော် အာနံပါတ်2ကအာနားတဲ့ခါမှာပြမနာမှာလဲဆိုရှင်ဒီညာဘက်အာဘိုက်ရဲ့ညာဘက်အောက်မှာနားလဲပေါ့နော်အာနံပါတ်2ကဘာလဲဆိုလို့ရှင်သူတို့ကဒီခါရဲ့အနောက်ဘက်ကနေပြီးတော့နားမှာပေါ့နော်တချို့လူတွေဆိုလို့ရှင်เนาะခါနဲ့เนาะဒီအာဒီအာဘိုက်နဲ့ညှက်အောက်တယ်လို့ပြောကြတာပေါ့နော်အာနံပါတ်3မှာဆိုလို့ရှင်သူတို့ကဒီညာဘက်ပခုံးနားနားမှာပေါ့နော်အာတချို့တွေဆိုလို့ရှင်ပြို့ရာအန္တရာယ်ကြီးထိတောင် ဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှင်တော့သူတို့ကအာယောဂလက္ခဏာတခုခံစားရပြီးတော့တိလာတာပေါ့နော် အဲ့တော့ဘဲချိန်မှာဆီယောင်နဲ့ချက်ချင်းမဆိုင်မတော်ပဲနဲ့ဆီယောင်နဲ့ချက်ချင်းပြတင်နေပေါ့နော်အဲ့တော့နော်အာပထမတစ်ချက်ကဘာလဲဆိုလို့ရှင်အဲ့နာတဲ့အခါမှာဆိုလို့ရှင်မခံမရနိုင်အောင်နာတယ်နော်အာပြီးလို့ရှင်ဘိုက်ညာဘက်အောက်ကနာတယ်အဲပြီးလို့ရှင်နော်ဒီတချို့တွေကအစာအိမ်ဆေးတွေတောက်တယ်ပေါ့နော်အဲ့တော့ဒီယောဂနဲ့ဆေးနဲ့ကမကိုက်ဘူးဘာလို့လဲဆိုတော့အစာအိမ်ကြောက်ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်မလို့မပြောက်ဘူးပေါ့နော်အဲ့ဒီအချိန်မှာအဲ့လိုအခြေအနေမျိုးဆိုလို့ရှင်နော်ဆီယောင်နဲ့ချက်ချင်းကိုမဆိုင်မတော်ပဲနဲ့ပြရမှာပေါ့နော် အာပြီးလို့ရှိရင်သူ့ရဲ့ဒီခန္ဓာကိုယ်ကဝါလာတာပေါ့နော်အဲ့တော့ဝါလာတယ်လို့ပြောတဲ့ခါမှာဆိုလို့ရှိရင်ဒီမျက်လုံးဒီလည်းဝါလာမယ်ဒီအရေပြားကြီးလည်းဝါလာမယ်ပေါ့နော်စီးကလည်းပုံမှန်ထပ်ဖို့ပြီးတော့ဝါလာမယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကြီးကအဲ့လိုဝါလာတဲ့ခါမှာဆိုလို့ရှိရင်လည်းဒီတဲကြီးကြောက်တဲ့လက္ခဏာကနော်ဆိုးရွားနေတဲ့အချိန်မျိုးရောက်တယ်လို့ပြောရမှာပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်ဆရာအောင်နဲ့ချက်ချင်းကိုသွားပြီးတော့ပြသတဲ့နေပေါ့နော်အဲ့တော့နံပါတ်3ကပါလဲဆိုလို့ရှိရင်ချမ်းတုံဖြားပေါ့နော်အဲ့တော့ ဖြားတဲ့အခါမှာဆိုလို့ရှိရင်နော်ဖြားကမကြဘဲနဲ့အဲချမ်းမယ်တုံမယ်ဒီလိုမျိုးပေါ့အဲ့လိုပုံစံမျိုးနဲ့ဖြားတာပေါ့နော်အဲ့ဒီအခါမှာဆိုလို့ရှိရင်လည်းဆရာအောင်လည်းချက်ချင်းပြတယ်လေပေါ့နော်အခုအတီနာကဒီတဲတဲကြောက်ဖြစ်ရတဲ့အကြောင်းရင်းသုံးချက်ကိုပြပြပေးမှာပေါ့နော်အဲ့တော့ဘာလို့တဲတဲကြောက်ဖြစ်ရတာလဲဆိုလို့ရှိရင်တဲကြီးရေထဲမှာနော်ကိုလက်စတရောလို့ခေါ်တဲ့ဒီအဆီဒက်ကများနေတာပေါ့နော်အဲ့ဒီအခါမှာဆိုလို့ရှိရင်ကိုလက်စတရောတွေကိုနော်ဒီအဆီဒက်တွေကိုမချေဖြတ်နိုင်တဲ့အခါမှာဆိုလို့ရှိရင်နော်အာကြာလာတဲ့အခါမှာခဲလာပြီးတော့ကြောက်အဖြစ်နဲ့ပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဒီ คอเลสเตอรอลညာတဲ့ဟာကိုเนาะဒီအသေးအဆီဖုံးတဲ့လူတွေမှာတွေ့ရတယ်လို့အသွေးထဲမှာဒီคอเลสเตอรอลတက်ညာနေတဲ့လူတွေမှာလည်းတွေ့ရတယ်ပေါ့เนาะဒီလိုလူမျိုးရဆိုလို့ရှင်เนาะဒီတဲကြီးကြောင့်ဖြစ်ဖို့အတွက်အာရာဂိုင်းတော့ညာရတယ်ပေါ့เนาะအော်နံပါတ်1ကဘာလဲဆိုလို့ရှိရင်เนาะအာတဲကြီးရီထဲမှာပဲเนาะဒီဘလီရိုဗင်ဓာတ်လို့ခေါ်တဲ့အဝါဓာတ်ညာနေတာပေါ့เนาะအဲ့တော့ဒီအဝါဓာတ်ကဆိုလို့ရှိရင်เนาะဒီတဲကြီးကြောက်တဲ့ ခါမှတော့မဟုတ်ဘူးပေါ့နော်အာတခြားဒီအသေးရောင်သားတို့အသေးယောဂါတွေပြီးလို့ရှိရင်နောက်တစ်ခုကဒီအသေးခြောက်တဲ့ဒီလိုယောဂါတွေမှာဆိုလို့ရှိရင်လည်းဒီအဝါဓာတ်ကများတတ်တယ်ပေါ့နော်အာအဲ့ဒီခါမှဆိုလို့ရှိရင်လည်းအသေးချေရောက်တည်တာဖြစ်နိုင်တယ်ပေါ့နော် အဲ့နံပါတ်3ချက်ကဘာလဲဆိုလို့ရှင်ဒီတဲကြည်ရေတွေကပုံမှန်ဆိုလို့ရှင်ဒီတဲကြည်ရေကတဲကြည်ပိုက်ကနေတဆင့်ဒီဦးထဲဆက်ထားတာပေါ့နော်အဲ့ဒီဦးထဲကိုရောက်မယ်ရောက်ပြီလို့ရှင်သူ့ကိုဒီတဲကြည်ရေကိုအစာချေလို့လည်းပြောတယ်ပေါ့နော်အာဦးထဲကိုရောက်မယ်အဲ့ဦးထဲကိုရောက်ပြီလို့ရှင်ဒီအစာချေဖြတ်မှုမှာသူကအကူအညီပေးတာပေါ့နော်အာအဲ့တော့ဒီတဲကြည်ရေတွေကနော်ဦးထဲကိုနော်ပုံစင်မရောက်ပဲနဲ့နော်အပေါ်မှာခဲပြီးတော့ကြာလာတဲ့ခါမှာဆိုလို့ရှင်နော်အာကြောက်အဖြစ်ဖြစ်သွားတာပေါ့နော်အာဒီလိုအခြေအနေမျိုးမှာဆိုလို့ရှင်လည်းဒါကတဲကြည် စ်ကြောက်တွေကိုဖြစ်နိုင်တယ်ပေါ့နော်အာအဲ့ဒီခါမှာဆိုလို့ရှိရင်เนาะဒီဘလူကာကွယ်မလဲပေါ့ဘလူကာကွယ်မလဲဆိုလို့ရှိရင်တော့ဒါကရိုးရှင်းတဲ့အဓိကတော့เนาะအဆီဓာတ်ပေါ့နော်အဒီအသွေးအတွင်းအဆီအညာတဲ့အခါမှာဖြစ်နိုင်တဲ့တကြောင်မို့လို့เนาะအာလေ့ကျင့်ခန်းလုပ်မယ်เนาะအဆီညာတဲ့အစားအစာတွေမစားဘူးပေါ့နော်အာပြီးရင်ကိုယ့်ရဲ့ body weight ကိုထိန်းမယ်ဒါမျိုးပေါ့နော်အဓိကတော့သွေးတင်းအဆီကိုကြောက်အောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်လည်းအခုနပြောတဲ့တဲတစ်ကြောက်ဖြစ်နိုင်တဲ့ဒီရောဂါအာဘူပေါ့နော်ကာကွယ်ပေးနိုင်တယ်ပေါ့နော်အာအခုအတိအကျပြပြပေး တာကတော့ဒီတဲကြီးကြောင့်လည်းပတ်သက်ပြီးတော့ပြပြပေးခဲ့တာပေါ့နော်အားလုံးပဲအားတာပြောရှင်နဲ့ညနေခင်းလေးဖြစ်ပါစေရှင်နောက်ဗီဒီယိုတွေမှာလည်းအတင်နာကပြန်လည်တွေ့ကြပါသေးတယ်ဘိုင်ဘိုင်း